န်မန်ဂျယ်လို့ပြောလိုက်တဲ့ဆိုရင်ဘာဘာဗန်ကန်နော့စထရနိုမဆိုတဲ့သူခန်မန်ဂျယ်ကိုခဏဖေးပြီးကပ္ပရဲ့အကြီးမားဆုံးစီးပွားရေးပညာရှင်အီလိုမတ်ဆက်ခန်မန်ဂျယ်ကနော့ဆယ်နဲ့ပါရရှိမနေအရင်ဆိုးရွားတဲ့ချက်တွေကျွန်တော်မတွေးခဲ့တဲ့အချက်တွေတောင်အီလိုမတ်ခန်မန်ကတကယ်ဖြစ်လာမှာလားမဖြစ်လာဘူးလား2035အတွက်သူပြောတဲ့စကားတွေအပါတယ်တဲ့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပေးသွားမယ် နံပါတ်၁ချက်သူခံမှန်းခဲ့တဲ့ချက်ကအလုပ်ကိုဝါသနာရရပဲလုပ်တော့မယ်လို့ပြောတယ်။ဆိုတော့သူပြောတဲ့အတိတ်ပဲကအများကြီးကျွန်တော်တို့ကောက်လန့်မိရတယ်။ဒါပေမဲ့ကျွန်တော်အနည်းဆက်ဆုံးယူရမယ်ဆိုရင်အလုပ်ကိုဝါသနာရရပဲလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့အလုပ်လုပ်ဖို့လိုအပ်တော့မှာမဟုတ်ဘူး။အဓိကကျွန်တော်ချာလီဘာလို့ဒီခုံမှ timing လို့စကားပြောနေရလဲဆိုရင်ဝါသနာပါလို့ဆိုတော့ကျွန်တော်ကဝါသနာမပါဘူးဆိုရင်ကျွန်တော်ချာလို့လို့နေမှာအဲ့သဘောတရားအတိုင်းပဲဆိုတော့ Elon Musk ပြောတဲ့2035မှာလူကြီးကဘာဖြစ်လာမလဲဆိုတော့ အပင်ဆိုင်တယ်ဆိုရင်သူတွေကဘာလို့အပင်ဆိုင်တာအခုစီးပွားရေးအတွက်အပင်ဆိုင်တာကိုခဏထားပြီးအိမ်ခြံထဲမှာအပင်ဆိုင်တယ်ဆိုရင်ဝါသနာဘာလို့အပင်ဆိုင်တာစိတ်ပျော်ရွှင်မှုအပင်ဆိုင်တာအဲ့လိုမျိုးပဲအလုံးလုံးတာလည်းစိတ်ပျော်ဖို့အလုံးလုံးတဲ့ပုံစံဖြစ်လာမယ်လို့ပြောတယ်ဆိုတော့ तू ပြောချင်တဲ့အတိတ်ပဲက AI ကပဲကျွန်တော်တို့ကမ္ဘာမှာရှိနေမြန်ကျွန်တော်တို့လုပ်မယ့်အလုပ်တွေအကုန်လုံး तू ကိုယ်တိုင်ပဲလုပ်သွားမယ်ဆိုပြီး तू ပြောပြချင်တဲ့အတိတ်ပဲကိုတက်ရောက်တယ်ဆိုတော့2035မှာလူတွေအလုံးလုံးဖို့မလို့တော့ထိုင်မဲစားနေရတော့မှာဆိုရင်ကျွန်တော်တို့ဘာလို့ဖို့နေရတော့မှာလဲဘာလို့ရှင်သန်ရတော့မှာလဲကျွန်တော်ပြောပြမယ်ဆိုအလုပ်ဆိုတာဗျာလူဖို့အောင်မှာအရန်ကိုအရေးကြီးတဲ့အစိတ် ပိုင်းတစ်ခုလို့ပြောတယ်ကျွန်တော်မနက်ကဘာလို့ထားတယ်ဘာလို့လို့ပို့ထားတယ်ကြောင်းသွားရမယ်စာလုပ်ကမယ်ဆိုတော့အဲ့လိုမျိုးလူတွေလည်းအများကြီးရှိသလိုမနက်ထားတယ်ယုံသွားရမယ် rational နဲ့သွားရမယ်လုံးလုံးကမယ်ပြန်လာရမယ်မိသားစုနဲ့တွေ့ရမယ်အဲ့ဒါပဲကျွန်တော်တို့ဘဝတရားကြီးမရှိတော့ဘူးဒီအလုပ်ကိစ္စတွေကျွန်တော်တို့မလုပ်ကြတော့ဘူးဆိုရင်ကျွန်တော်တို့ဘဝမှာတိုးတက်မှုဘာမှရှိတော့မှာမဟုတ်တင်းနေတဲ့ကျွန်တော်တို့ယောဂတွေပဲရနေတော့မှာနံပါတ်၄ချက်က AI နဲ့ product တွေအများကြီးထွက်လာမယ်ဆိုပြီးသူပြောလာတယ်ဆိုတော့သူပြောစင်တဲ့အတိတ်ပဲကဘာလဲလို့မေးတယ်ဆိုရင် အိမ်ဆက်မဲ့အနေနဲ့ကျွန်တော်တို့ဒီကားတစီကျွန်တော်ခုံမို့ရောက်လာဖို့ဆိုရင်ဘာ process တွေဖြတ်ကျော်သွားလဲဆိုရင်နံပါတ်၁ချက်ဒီကားရဲ့ကုန်ကျန်းကိုတို့ရှာရတယ်အဲ့ကောက်တို့ install လုပ်ကြတယ် install လုပ်တဲ့ခေါ်မှာဆက်ပစ္စည်းနဲ့ဖြစ်နေမစေလူနဲ့ပဲဖြစ်နေမစေဆိုတော့ तू ကုန်စန်းထုတ်လာတဲ့ပစ္စည်းကိုဒီကနေပြီးတော့နောက်တစ်နေရာကိုသွားဖို့အတွက်ဆိုကုန်ကြစီလမ်းမှာစီစီရေးရှိတယ်တည်ယူစီရေးရှိတယ်ဆိုတော့ကားနဲ့သွားရဲဆိုရင်အဲ့ကောက်မောင်းတဲ့ driver ကြီးရှိတယ်တကယ်လို့လေမင်းနဲ့သွားရဲဆိုရင်လေမောင်းတဲ့ pilot ကြီးရှိတယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ကြိုပြီးဒီကားတစ်စီးဖြစ်လာပြီဒီကားတစ်စီးဖြစ်လာပြီဆိုင်တစ်ဆိုင်ကိုရောက်လာပြီ အဲ့ရောက်လာပြီဆိုတော့အဲ့ဆိုင်ကလေကျွန်တော်စီရောက်လာဖို့အတွက်ဆိုရင်လေဒီဆိုင်မှာတင်ထားတဲ့တင်ထားကလေးရှိမယ်ဆိုတော့အဲ့အရာတွေအကုန်လုံးကြော်ဖြတ်ပြီးတော့မှ AI က product တွေထုတ်လာမယ်ဆိုရင်လူရဲ့ကုန်ကြစီမရှိတော့ဘူးတနေရာထဲမှာပဲဒီ product တွေသူ့ကိုလုံးဝကုန်ကျမ်းပေးနေတယ်သူ product တွေထုတ်ပေးလိုက်နိုင်မယ်ဆိုရင်ဒီပစ္စည်းစီကထုတ်ကြွားလာမယ်ဘာဆိုတော့ DPC အဓိကတန်ဖိုးက DPC လုပ်တဲ့လူပေါ်မှာလည်းမူတည်တယ် DPC ကိုဖန်တီးတဲ့အမှုပညာပေါ်မှာလည်းမူတည်တယ်အဲ့ဒီသဘောတရားတိုင်းမှာအဲ့ဒါလေးအကုန်လုံး AI ကလုံနိုင်နေဆိုရင် ပစ္စည်းစီရထိုးကြွားလဲမယ်ဆိုတော့နောက်တစ်ချက်ကသူဘာလဲလို့မေးရဆိုရင် product တွေအကုန်လုံး low budget နဲ့ဝယ်လို့ရမယ်ဆိုပြီးတော့သူပြောတာဆိုတော့ဒုတိယတစ်ချက်နဲ့တတိယတစ်ချက်ကနည်းနည်းဆက်ဆက်မှုကိုရှိနေလဲဘာဆိုပစ္စည်း low budget နဲ့ဝယ်လို့ရတယ်ဆိုတော့အခုနကလည်းကျွန်တော်ပြောနေတယ်မှာပါပြီးသွားပြီဆိုတော့ဒီပစ္စည်းကိုသူမြန်မြန်ဆန်ဆန်ထုတ်နိုင်တယ်ဆိုတော့ဥပမာ10မိနစ်နဲ့ဒီပစ္စည်းတစ်ခုထုတ်နိုင်တယ်ဆိုရင် AI နဲ့ဆိုတော့30စက္ကန့်နဲ့ဒီပစ္စည်းတစ်ခုထုတ်ရတာပဲ အဲ့ထက်လည်းပုံမြန်ရင်းများလာလိုက်မယ် AI အရှမ်းကို process ကြီးတယ်ဆိုတော့အဲ့လိုမျိုးသဘောတရားအတိုင်းပဲဆိုတော့ဒီပစ္စည်းတစ်ခုထွက်လာဖို့အတွက်ဆိုရင်ပုံမှန်10မိနစ်ကြာတယ်ဆိုရင်စက်ပစ္စည်းတစ်ခုနဲ့ AI ကိုအသုံးပြုပြီးတော့သူစက္ကန့်ပိုင်းနဲ့ထုတ်လိုက်မယ်ဆိုရင်ဒီပစ္စည်းကကျွန်တော်တို့လောကကြီးထဲမှာရေကုန်ပွားမှုဖြစ်သွားပြီးကုန်ပွားမှုဖြစ်သွားပြီးဆိုတော့ကျွန်တော် business အနေနဲ့တွက်ကြည့်မယ်ဆိုရင်ဒီပစ္စည်းတစ်ခုကုန်ပွားသွားပြီးဆိုရင်တန်ပွားတစ်ပြည့်ပြည့်ကျဆင်းလာလိုက်မယ်ကုန်ပစ္စည်းကြီးတွေအတွက်များလေလေ ကျွန်တော်အဲ့ကုမ္ပဏီစီရဲ့တန်ဖိုးအကျလေဆိုပြီးကျွန်တော်တို့တက်မှတ်လို့ရတယ်ဒါဈေးကွက်ရဲ့ CY စနစ်ကိုကျွန်တော်တို့တင်ငင်းလို့ရတယ်ပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့လူတွေဘာလို့အသက်ရှင်ရမလဲဆိုတဲ့မေးကိုမေးလာလိုက်မယ်ဆိုပြီးဒီကဲဆိုတော့ပထမတစ်ချက်မှလည်းကျွန်တော်ပြောပြခဲ့ပြီးသွားပြီဗျာဆိုတော့အဓိကအရာပဲလူတွေဘာလို့အသက်ရှင်ရမလဲဆိုတဲ့မေးကိုကျွန်တော်ဝရင်လည်းမေးလာမှာပဲဒါကြောင့်လုံးမလုံးတော့ဘူးဆိုတော့တစ်ခုနဲ့တစ်ခုတည်းနဲ့တည်းရဲ့ကျွန်တော်တီထွင်ကြဆမှုတွေမရှိတော့ဘူးတည်းနဲ့တည်းရဲ့ကျွန်တော်တို့နေ့တိုင်းနေ့တိုင်း romance လုပ်နေလို့မရအောင်ဗျာနေ့တိုင်းချစ်နေလို့လည်းမရအောင် ဆိုကျွန်တော်တို့အလုပ်ကဘာလဲကျွန်တော်တို့ရဲ့ process ကဘာလဲကျွန်တော်တို့အုံအောင်တွေကဘာရှိလဲပတ်စံကပဲကျွန်တော်တို့ဘွားကိုအဓိကအရေးကြီးပြီးဆုံးဖြတ်သွားမှာမဟုတ်ပတ်စံကိုခဏဖယ်ပြီးတော့ကျွန်တော်ဘာလုပ်လို့ပတ်စံမရအောင်ဘာလုပ်လို့ဆိုတော့အဲ့အတွေ့ကိုကျွန်တော်တို့အများအားစဉ်းစားပါခုဘာဝါဒနာပါလဲခုဘယ်နေရာမှာ invest လုပ်မလဲပတ်စံကဘယ်လောကတွေတော်တော်ပတ်စံကတော့အနေနဲ့အများတော့ဘယ်လောကတွေမှာဖြစ်နေပြီးစေခုတက်ရှိကျွန်တော်တို့ကြည့်နေတဲ့ပြည်သက်တွေ ID လောကတွေအားမှာလားဒါမှမဟုတ်တခြားလောကတွေဘယ်လောကမှမဆိုပတ်စံရှာလို့ရတယ် ဲ့မဲ့ကိုဝါသနာပါတာပဲရလေကိုဝါသနာပါတော့ money ဖြစ်ပြောင်းလဲနိုင်တဲ့ sense ကလူတွေမှာပဲရှိတာဆိုတော့အဲ့လူတွေကအလုံးလမဲ့ဖြစ်သွားပြီဆိုရင်ဘာအတွက်မှကျွန်တော်တို့ရှင်းသန်းမယ်လဲဆိုရင်မျိုးကိုကျွန်တော်တို့မေးလာလိုက်မယ်နောက်တစ်ချက်ကသူဘာပြောလဲလို့မေးတယ်ဆိုရင် AI ကိုသွားပြီးမလိမ်နဲ့ဆိုပြီးပြောတယ်လိမ်ရင်ပြဿနာတက်လာမယ်ဆိုပြီးပြောတယ်ဆိုတော့အဲ့ချက်ကအမှန်တယ်ကျွန်တော်တို့ chat GPT ကိုကျွန်တော်အခုလက်ရှိသုံးမိမယ်ကျွန်တော်အရင်စိတ်ခံစားမှုအရင်ပြင်းထန်နေတယ်ပဲထားပါတော့ okay ကျွန်တော်လူပြောရောက်ကတစ္ဆာပါဝါတယ်စိတ်ခံစားမှုကျွန်တော်အရင်ပြင်းထန်တယ်ဆိုကျွန်တော် chat GPT ကိုသုံးပြောမယ် ငါအရင်လိုစိတ်ခံစားဖို့ဖြစ်နေတယ်ဘာလို့ကောင်းလဲဆိုချက်ချင်းပြီးတတ်မိတယ်ကျွန်တော်ချက်ချင်းပြီးတည်းကကျွန်တော်ဘာပြောမလဲဆိုတော့အဲ့လူဘသူကသူအဲ့လူဘသူလဲဆိုတော့သူမသိအဲ့လူကဟိုကျွန်တော် family ဝင်နေရလဲဖြစ်နေတယ်လို့ကျွန်တော်တခြားလူတွေရလဲဖြစ်နေတယ်လို့ဆွေမျိုးတွေရလဲဖြစ်နေတယ်လို့တခြားလူတွေရဖြစ်ကောင်းဖြစ်နေတယ်ဆိုတော့အဲ့ဒါကို तू ကမသိတဲ့ပုံမှာ तू ကအဖြေပေါင်းများတော့ तू ထုတ်ပေးနေလဲ ဒီနူနဲ့ကိုနဲ့ဇာတိရရှိ relationship ကိုကိုကသူအမှန်ပြောရမှာဆိုတော့ငါကသူနဲ့တော့ဘလို့တော်ဆက်တယ်ဘာတွေတော့ငါသူနဲ့လှုပ်ထားခဲ့တယ်သူကတော့ငါ့ကိုလူမျိုးတစ္ဆာပေါက်သွားတယ်ဆိုတော့အဲ့လိုဆိုငါဘာဆက်လှုပ်တင်လဲဆိုတော့ chat gpt ကို prompt ကိုတင်ချဟိုးအစနဲ့ဟိုးဆိုငါသူနဲ့ဘယ်နဲ့နှစ်ချက်ကြာတော့ငါတို့ရုတ်ခဲ့ရဆိုတဲ့ဟာမျိုးအစအဆုံးတင်ချပေးရဆိုတော့ chat gpt က best solution တစ်ခုပေးလိုက်မှာ ဆိုတော့အဲ့တိုင်ပဲကျွန်တော် ChatGPT ကိုတက်မိတယ်ဆိုအပေါ်ရန်တော့မမေ့ပဲနဲ့အစအဆုံးဘေးကနေဘလို့ဖြစ်တယ်ဆိုတဲ့ဟာမျိုးကျွန်တော် food process ကိုကျွန်တော်လေ့လာတယ်ဆိုရင် ChatGPT ကိုတော့ပြီးမလိမ့်နဲ့လိမ့်နေဆိုရင်ကျွန်တော်အပြေမှားပဲထွက်မှာအမှန်တိုင်းပြောဆိုတော့ Elon Musk ပြောတဲ့စကားမှလည်းအဲ့ဒါပဲ AI ကိုတွက်လိမ့်နေဆိုရင်လူတွေပြက်ကနာတက်လာနိုင်မယ်ဆိုပြီးတော့ပြောတယ်ဆိုတော့အဲ့ရပဲအဓိကသဘောတရားကျွန်တော် ChatGPT ကိုခလေးတယောက်ကတွက်မိတယ်လူတယောက်ဘလို့တက်ရမလဲဆိုပြီးတွက်ပေးတယ်အဲ့ ChatGPT ကတကယ်ပဲလူတန်ကြီးတွေပြောပြတယ်ဆိုပြီးတော့ပြောနောက်ပိုင်းတော့သူတို့ update လုပ်လာပါဘူး but ကျွန်တော်ကြည့်စောင့်ကြည့်ကြရအောင် AI ကိုတွက်လိမ့်ရင် ပြဿနာတက်မယ်ဆိုတဲ့အချက်ကတော့မှန်ကောမှန်လိုက်မယ်။နောက်တစ်ချက်သူပါပြောလေလို့မျိုးကျွန်တော်တို့လောကကြီးလဲဖို့ဖို့အတွက်ပတ်စံမလို့တော့ဘူးလို့သူပြောလာတယ်။နောက်၁၀နှစ်မှာကျွန်တော်ပတ်စံမလို့တော့ဆိုပြီးပြောလာတော့ကျွန်တော်ထင်တော့100%မဖြစ်နိုင်ဘူးဆိုပြီးတော့ကျွန်တော်ယူဆတယ်။ဘာလို့ဆိုတော့ပတ်စံ cash မလို့တော့ဘူးလို့ပြောတယ်ဆိုရင်မှန်ကောမှန်လိုက်။ဘာလို့ဆိုအခုလက်ရှိကျွန်တော်ကိုယ်တိုင်မှရှိရဆိုရင်ကျွန်တော်မှ cash ဘယ်လောက်ကင်လာလဲဆိုမျိုးဆို0။ကျွန်တော် cash မကင်။ ကျွန်တော် banking နဲ့ပဲကျွန်တော်သွား banking system နဲ့ပဲကျွန်တော်သွားအဲ့ဒါပေါ်တရားတိုင်းပဲဆိုတော့ပတ်စံအရွက်နဲ့ကင်ပြီးတုံးတာမရှိတော့ဘူးလို့ပြောရင်တော့မှန်ကောင်းမှန်လိုက်ပေမဲ့နောက်ဆယ်နဲ့မှာပတ်စံမတုံးတော့ဘူးလို့ပြောတဲ့ဆိုရင်တော့မှားနေလိုက်မယ်ဆိုတော့ cash ကိုကင်ပြီးမတုံးတော့တာဖြစ်ကောင်းဖြစ်နိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒါ ဒီမှာမဟုတ်ဘဲနိုင်ရမှာမဆိုဘူးလက်ရှိ US တို့ drone တာအရှေ့တော့အခြားထဲမှာပဲကျွန်တော်တို့ရှိမယ်ဆိုတော့ Singapore တို့ India တို့ဆိုရင်လည်း cash gain နဲ့စနစ်ကတဖြည်းဖြည်းနဲ့ကျဆင်းလာပြီလို့ပြောလို့ရတယ်ဆိုတော့အကုန်လုံးက Singapore ဆိုပေးနှောင်းသုံးတယ် India ဆိုကြီးပေးသုံးတယ်ဆိုတော့အများကတို့အဲ့လိုမျိုးနဲ့လဲပတ်နေကြဗျာဆိုတော့တရရတဲ့တဲ့တို့ phone တစ်လုံးပါလာတယ်ဥမာတို့ phone ထဲမှာအကုန်လုံးရှိတယ် wallet ရှိတယ် internet ရှိတယ်အကုန်လုံးဒီ phone နဲ့အကုန်လုံးလို့ရတဲ့အခြေအနေကိုတို့ဖန်တီးထားကြတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုအဲ့လိုမျိုးပဲကျွန်တော်သုံးတယ်တော်တော်များများဟို banking နဲ့ပဲကျွန်တော် banking system နဲ့ပဲကျွန်တော်ဖြည့်ရှင်တဲ့ process ကကျွန်တော်ပုံများတယ် cash သုံးမိကြတာနဲ့ဆိုင် နောက်တစ်ချက်ကအဓိကအရန်ရေးကြီးတဲ့ချက်ကဘာလဲဆိုတော့လူတွေအခုလက်ရှိလည်းပြဿနာတက်နေတယ်နောက်ဆယ်နှစ်ဆိုအဲ့တက်ဆိုးတဲ့ပြဿနာတက်လာမယ်လို့ပြောတယ်လူတွေခလေးမွေးတော့မှာမဟုတ်ဆိုပြီးသူပြောတယ်ဆိုတော့ဟုတ်တယ်ကျွန်တော်တို့အဓိကဟိုးအရင် generation နဲ့ကျွန်တော်တို့အဖေအမေ generation ကိုကျွန်တော်တို့တတ်ကြည့်မယ်ဆိုရင်သူတို့ရဲ့မိသားစုမှာသူတို့မွေးတာလေခလေးယူတာကရမ်းများတယ်ဒါပေမဲ့အခုနောက်ပိုင်း generation တတ်ကြည့်မယ်ဆိုရင်ခလေးယူတာအရန်နည်းလာတယ်လို့ပြောလိုက်ရတယောက်နေပြီးဆက်ရောက် တော့ရအောင်အများဆုံးတော့ပဲကျွန်တော်တို့တွေ့ရအရှင်တော့ဆိုရင်ကျွန်တော်တို့ဆယ်ယောက်စနေအောင်မွေးတဲ့ငွေပြီးထိန်းချောင်းလာတဲ့စနေကနေတို့တယောက်နှစ်ယောက်စနေကိုဖြစ်လာကြပြီအဲ့ဒါဘာဖြစ်လို့လဲလို့မေးတယ်ဆိုရင်ကျွန်တော်တို့ dedication နဲ့လည်းများလာတယ်ဒီ click ကောင်းအောင်ပြုစုပြုထောင်ပေးရမယ်ဆိုတဲ့စနေတွေဖြစ်ပေါ်လာတယ်ပညာတကြီးဖြစ်ရမယ်ဆိုတဲ့အတွေ့တွေဖြစ်လာတယ်ဒါပေမဲ့အရှင်တော့ကျတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒါ lemon setter ရဲ့အဲ့လိုမကျေပြန့်သေးဘူးနီးပညာအဲ့လိုမကျေပြန့်သေးတဲ့ပုံမှာကျွန်တော်တို့တွေ့တဲ့အတွေ့တွေနဲ့အဲ့တော့တော့မှန်တယ်အခုလက်ရှိအတွေ့တွေလည်း ငားတယ်လို့ကျွန်တော်မပြောမှန်းတယ်ဒါပေမဲ့ကဘာမှာလူကလက်ရှိခလေးမွေးတာအဲ့လောက်နဲနေတာတော့မှလူကြီးထုတ်ထမှုကအရင်ပြဿနာတက်နေတာဒါပေမဲ့လည်းအကုန်လုံးကတော့ပြောကြတယ်ဆိုတော့တချို့နိုင်ငံတွေဆိုရင်လူကြီးထုတ်ထမှုအရင်အောင်များနေလို့မှခလေးမွေးတာဒရမီတာစုတစ်ခုဘယ်နဲ့ရောက်ဝင်မွေးရမယ်ဆိုတော့ကန့်သက်ချက်တွေအောင်ရှိတယ်ဒါပေမဲ့အဲ့ပြဿနာ Elon Musk ကအဲ့ဒါပြဿနာအကြီးကြီးမှသွားဆုံးမယ်လို့ပြောတယ်ဘာဖြစ်လို့လဲလို့မေးတယ်ဆိုတော့ကျွန်တော် society အတွက်မကောင်းဥပမာကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့ generation တစ်ခုရှိမှာကျွန်တော် generation တစ်ခုရှိနေမှာပဲကျွန်တော်ဘယ်သူလဲဆိုတာကိုပြောဖို့လူတစ်ယောက်ရှိနေမှာ ဲ့ဒါပဲအတိတ်ကအခုကျွန်တော်တို့ဖို့ဘယ်သူလဲဆိုတာပြောဖို့ကျွန်တော်ရှိနေတယ်ကျွန်တော်ဘယ်သူလဲဆိုတာပြောဖို့အတွက်ကျွန်တော်မှမြင်ရှိရအောင်ဒါတော့လူတိုင်းရဲ့ခံယူချက်ပဲကိုတည်ပြီးသွားရင်ကိုဘလူဖြစ်မလဲဆိုတာကျွန်တော်တို့အတိတ်ကကျွန်တော်တို့ကြိုးစားတာလည်းအဲ့အတွက်ပဲလေဘာလို့တည့်ရနေတဲ့ကျွန်တော်တို့တည်ဆုံးဖို့ကဒီနေ့တည်အမှန်ဖြစ်တည်မှာမသိဘူးဒါပေမဲ့အဲ့တည်တဲ့မတည်ခင်တော်တွင်းလေးတွေပါကျွန်တော်တို့ best ငါတို့ဘာကောင်းဆုံးပေးနိုင်လဲငါတို့ဘယ်လိုကောင်းဆုံးရှင်သန်နိုင်လဲ ဲ့လိုမျိုးပဲကျွန်တော်တို့ရှင်သန်သွားအောင်ပါပဲရှင်သန်တဲ့နေဆိုပြီးကျွန်တော်ယူဆရတယ်အဓိကတော့ sleep off ပြောတဲ့ line ကိုကျွန်တော်အမြဲတမ်း follow လုပ်တယ် put if today will be the last day of my life မင်းဘဝရဲ့နောက်ဆုံးနေ့ရဒီနေ့ဆိုရင်မင်းဘာလုပ်မလဲဘုသူ့မှာ ego ထားမှာမဟုတ်ဘုသူ့မှာလည်းပြဿနာတော့ရှာမှာမဟုတ်ကိုအေးချမ်းမှုကိုအရေးကြီးတယ်ကိုအဖြစ်လုံးမှုကိုအရေးကြီးတယ်ကိုလေးပြလုံးမှုကိုအရေးကြီးတယ်အဲ့သဘောတရားအတိုင်းပဲ life ရဲ့နောက်ဆုံးနေ့မှာဘယ်လိုရှင်သန်ပြလဲအဲ့လိုရှင်သန်ခဲ့ကြပါဆိုပြီးကျွန်တော်ဒီညနေပြီးတော့အာ life line တစ်ခုပေါ့ အတိပညာပါဟိုသူတက်တစ်ခုကျွန်တော်ပေးလိုက်ဘာလို့ဆိုတော့တကယ်လို့ကိုကကိုကိုလက်ထက်တည်မှာပဲအခုချင်းကျွန်တော်ကျွန်တော်ပြောနေတယ်လို့လည်းအရင်သိရတယ်ဆိုရင်လည်းတကယ်ဒီခီးပဲတော့အောင်ပါပဲဆိုတော့အဲ့အတော့တွေမှာဘာဖြစ်လို့လဲကျွန်တော်ဒါတွေဘာလို့ထားနေပါလဲ ego တွေ so philosopher peaceful life